ယိုဂရက်စ်အတွက်အာဆနယ်ထက်ပိုများတဲ့ပြောင်းရွှေ့ခြေပေးခဲ့ပေမဲ့ငင်းဆန်ခံခဲ့ရတဲ့မန်ယူသင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ One Daily Sport Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရင်အခုချိန်မှာတော့ Arsenal အသင်းတိုက်စစ်မှု Victor Yogres ရဲ့ agent ဖြစ်သူဟာ Man U အသင်းက Yogres ကိုခေါ်ယူနိုင်ဖို့အတွက် Sporting Lisbon အသင်းကို Arsenal ဘက်ကပေးခဲ့တဲ့ ပေါင်63သန်းထက်ပိုများတဲ့ပြောင်းရွှေ့ကြေးပေးဖို့သဘောတူညီခဲ့တယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုလိုက်ပါတယ် Yogres က Sporting မှာကစားခဲ့တဲ့200သည်အတွင်းတရနှစ်ပွဲမှာ69ဂိုးသွင်းယူခဲ့ပြီးတော့ဥရောပရဲ့ရေပန်အစားဆုံးတိုက်စစ်မှုတွေထဲကတူဖြစ်လာခဲ့ပါတယ် အရိယာအတွက်ပြီးခဲ့တဲ့နှစ်ရသည့်အပြောင်းရွှေ့ကာလတခြားမှာအာဆနယ်အသင်းကယိုဂရက်စ်ကိုခုံယူနိုင်ဖို့အတွက်ညနိုင်ဆွေးနွေးမှုတွေတော်တော်လေးပြုလုပ်ခဲ့ရပြီးတော့နောက်ဆုံးမှာတော့ကနအူပြောင်းရွှေ့ခြင်းပေါင်54.8သန်းအပိုစုခြင်းပေါင်8.6သန်းနဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။မန်ယူအသင်းကလည်းယိုဂရက်စ်ကိုသူ့ရဲ့ဆရာဟောင်းဖြစ်တဲ့ရူဘင်အမ်မိုရီနဲ့ပြန်လည်ပေါင်းစည်းပေးဖို့ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဆွီဒင်လေရင်းစင်ယိုဂရက်စ်ရဲ့ဦးစားပေးရအာဆနယ်အသင်းပဲဖြစ်ခဲ့ပြီးတော့ sorry pro league ကနေကလန်ခဲ့တဲ့မြန်မာ့ရဲ့လောက်ခလားဆောင်လည်းညင်းပယ်ခဲ့ပါတယ်အခုတော့ yogres ရဲ့ agent hasan sidin kaya ရဲ့လက်ထောက်အဖြစ်လောက်ကင်နေသူ ဂျိုနသန်ချော်ကီယက်စ်ကယူကရက်စ်ကိုနွေရာသီတလျှောက်လုံးမှာအာဆနယ်ကိုပြောင်းရွှေ့ဖို့သာစိတ်ပိုင်းဖြတ်ထားခဲ့တာဖြစ်တယ်ဆိုပြီးတော့ယူကရက်စ်ကိုအကြောင်းပြောဆိုလာတာဖြစ်ပါတယ်။ Sorry Pro League ကနေကလန်ခဲ့တဲ့ပမာဏကတနစ်တင်ကိုအသက်တင်လာကကတန်း400ကျော်အထိရှိပါတယ်။အဲဒီပမာဏကမယုံနိုင်စရာကောင်းလောက်အောင်များပြားတဲ့ပမာဏပါ။ဒါပေမဲ့ဘာလို့လက်မခံခဲ့ရလဲဆိုရဲဒီမေကွန်းကိုတော့တနေ့နေ့မှာဗီတာကိုရိုင်းဖြေတာပိုကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ဘက်ကတော့သူ့ကိုအဲ့ဒီကိုပြောင်းဖို့တခါမှတွန်းအားမပေးခဲ့ပါဘူးကျွန်တော်အထင်သာတော့ငွေကြေးဆိုတဲ့အရာကနောက်ဆုံးမှာကုန်သွားတဲ့အရာပါပဲအာဆင်နယ်ကိုပြောင်းရွှေ့လိုက်တာကကျွန်တော်တို့ကိုဈေးကွက်မြင့်တင်ရေးအတွက်လည်းကောင်းစီပါတယ်သူကအဲ့ဒီဘက်ကိုလုံးဝစိတ်မဝင်စားခဲ့ဘူးစဉ်တော်မစဉ်းစားခဲ့ပါဘူးဒါပေမဲ့ sporting နဲ့ပြဿနာတခုတော့ရှိခဲ့ပါတယ်သူတို့ကကျွန်တော်တို့ရဲ့ကွယ်ရာမှာ United နဲ့သဘောတူညီမှုယူခဲ့တာပါ sporting က United အသင်းရဲ့ကံလန့်မှုကိုသဘောတူခဲ့ပါတယ် ဘာလို့လဲဆိုတော့ United ကပြောင်းရွှေ့ကြေးပိုများများပေးခဲ့လို့ပါဒါပေမဲ့သူတို့ဘာမှအာရုံစိုက်မှုမရခဲ့ပါဘူးသူတို့ဘက်ကဖုန်းခေါ်တိုင်းကျွန်တော်တို့ဘက်ကလုံးဝမဖြစ်နိုင်ဘူးလို့ပဲတုံ့ပြန်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကအာဆင်နယ်ကိုပဲသွားချင်ခဲ့လို့ပါဆိုပြီးတော့အဲချက်ခီယက်ကပြောဆိုသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့လေယူဂရက်စ်နေနဲ့အာဆင်နယ်ကိုဘာလို့ပြောင်းရွှေ့ဖို့စိတ်ပိုင်းဖြတ်ခဲ့ရလဲလို့မေးတဲ့အခါ KKS ကအဓိကကတော့သူတို့မှာနောက်ဆုံးနှစ်နှစ်အတွင်းတိုက်စစ်မှုသစ်မရှိခဲ့တာကြောင့်ပါအဒီတာ ကသူနဲ့စကားပြောခဲ့ပါတယ်ဖလားမရတာနှစ်အနေငယ်ရှိနေတဲ့အသင်းတစ်ခုကိုသွားဖို့အတွက်ပေါ့အကြီးမားဆုံးဆင်မြင့်ထက်မှာသူ့ရည်ချင်းကိုတည်တည်ပြခွင့်ရတာလန်ဒန်မှာနေထိုင်ရတာအာဆင်နယ်အတွက်ကစားရတာ ဲ့ဒါထက်ကြီးကျယ်ခမ်းနားတာမရှိနိုင်တော့ပါဘူးပြီးတော့ဒီအသင်းက Premier League ဖလားပဲရနိုင်တဲ့အသင်းမဟုတ်ပါဘူး Champions League ဖလားကိုပါရနိုင်တဲ့မယုံနိုင်စရာကောင်းတဲ့အသင်းတစ်သင်းမှာပြီးတော့လူတွေကသူတို့ရဲ့ခံစင်းတဲ့ကွင်းလေကစားပုံတွေအကြောင်းအများကြီးပြောကြပေမဲ့အဲ့ဒီ goal တွေကိုအတွင်းယူပေးဖို့တိုင်းစင်မှုတယောက်လိုအပ်နေခဲ့ပါတယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ် ဂျိုဂရက်ကတရားဒီမှာနေပြမီကယ်အာတီတာရဲ့အသင်းအတွက်ဆယ်ပွဲမှာ၃ဂိုးသွင်းယူထားပါတယ်။အဲဒီအတွက်အာဆနယ်မှာယိုဂရက်ရဲ့ပွဲဥထွန်းနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အမြင်ကိုမေးတဲ့အခါ Chagias ကတကယ်ကောင်းပါတယ်။မျောလင့်ထားတာထက်တော့မပိုပေမဲ့ကောင်းမွန်တယ်လို့ကျွန်တော်ထင်ပါတယ်။သူအသားကျသွားရင်ပို့ပြီးတော့တောင်ကောင်းလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ပွဲတိုင်းမှာသူပွဲထွက်ကစားခွင့်ရနိုင်ပြီးအာဆင်နယ်ကပရီးမီယာလိကိုဦးဆောင်နေပါတယ်။သူတို့က City United, Newcastle နဲ့ Liverpool တို့ကိုရင်ဆိုင်ခဲ့ရပြီးပါပြီ။အခြေအနေလည်းမဆိုးခဲ့ပါဘူး။သူကျွမ်းကျင်တဲ့အရာတို့သာဆက်လုပ်သွားရင် ဂိုးတွေအများကြီးတွန်းနိုင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုပြီးတော့ Chekyes ကပြောဆိုသွားခဲ့ရလည်းဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်